တမ69ရဲ့တရင်မှုအပါဝင်ယာရှိတွေအမြောက်အများနဲ့ဂျမ်ဖတ်စစ်ခွေးတက်ကအကောင်တရာကျော်သိဆုံးသွားတယ်အကြောင်းတွေကိုဖော်ပြပေးချင်တာပါအကောင်တရာပဲသိဆုံးသွားတာမဟုတ်ဘူးဗျာဂျမ်းတဲ့ကောင်တွေပါပျောက်ဆုံးဆင်းနေရောက်နေတယ်ဆိုတာတွေပါကြီးကြားမှာဖြစ်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာအမေရေတူရှင်နေမှာတော်တော်လေးပါတယ်ကျွန်တော်တို့ရှင်နေဟာဆိုရင်နေ့စဉ်နေ့တိုင်းနေ့တိုင်း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 ကောင်တွေကိုတန်းဆက်နေနေတာပါအမေရှင်နေလဲပါလမ်းဆက်နေနေတယ် ဆိုင်ကနေပြန်ပင်လည်းကနေဒီခါနေလို့နေတဲ့ဘက်တောင်းဆိုချင်ပါတယ်။ဘယ်နေရာမှာလဲနေရီကံမှာဖြစ်ပါတယ်။တမ69သတင်းအစနာတော့မရဘူးဆိုတဲ့သတင်းတွေလည်းကျွန်တော်မိသားစုနဲ့ကြားသီးသလားကြားရမှာဖြစ်တယ်ဗျ။အဲ့ဒါဆက်ဆက်ပြီးတော့လေကျွန်တော်အာခတ်တတ်တော့ A ရဲ့လက်နက်ကြီးပြစ်ခတ်မှုအစွမ်းကိုအမခန်းကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြခြင်းနဲ့နောက်ထပ်ဒင်းတစ်ခုကတော့ ။ကြပြာဆရာလည်းဖြစ်ចောင်းဆရာလည်းဖြစ်တယ်။စာရေးဆရာကြီးဦးမြင့်စံကိုဘျူစောတီဆိုပြီးတော့မှားယွင်းတက်ဖြတ်မိလိုက်တဲ့အကြောင်းကိုဝန်ခံလိုက်တဲ့0ပျောက်ကြားတက်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးအကြောင်းကိုဖော်ပြပေးချင်ပါတယ်။အကြောင်းကျွန်တော်ရဲ့ view ကိုအဆုံးထိဝန်ရံကြည့်ရှုကျွန်တော်မိသားစုတဦးချင်းစီတိုင်းကိုလေးတစားဖိတ်ခေါ်လိုက်ပါတယ်။နေပြည်တော်ကို MI 38 တည်ရဟရင်သုံးစင်းရောက်ရှိလာပါမေက20နဲ့တရက်နေ့မှာရောက်ရှိလာတယ်လို့ကျွန်တော်တို့ကြားသိထားရပါတယ်။အဲ့ဒီ MI38T ရဟရင်30ရဲ့တန်ဖိုးဟာရူရိုတန်60နီးပါးရှိပါတယ်။ဒါပေမဲ့လားမဟုတ်သေးဘူးကျွန်တော်ရဲ့မိသားစုဝင်တွေ2024ခုနှစ်ဒီဇင်ဘာ15ရက်နေ့ကရုရှားကမှားထားတဲ့ SU30 SMF တိုက်လေရှင်ကနေပြီးတော့ကို ရောက်ရှိခဲ့ပါသေးတယ်စုစုပေါင်း6စင်းတန်ဖိုးငွေအမေရိကန်ဒေါ်လာတန်400 2024ခုနှစ်မှာအမေရိကန်ဒေါ်လာတန်400ကိုလွယ်လွယ်ကူပဲသုံးပြလိုက်တဲ့အာနာယူဂျမဖက်စစ်ခွေတက်အခုထပ်မံရောက်ရှိလာတဲ့ MI 3080ရဲ့ယင် ၃ဆင့်ရဲ့တန်ဖိုးကရူရိုတန်း60နီးပါးရှိရဲဆိုတော့ကျွန်တော်တို့နိုင်ငံဟာကမ္ဘာအစင်းရဲဆုံးနိုင်ငံဆိုတာဖြစ်နိုင်ပါမလားဆိုရင်ဒီသားဆိုရင်ကျွန်တော်တို့ကမ္ဘာအစင်းရဲဆုံးနိုင်ငံအရှိတောင်အာရှမှာတော်တော်လေးကိုစုပ်ပြတ်တတ်နေတဲ့နိုင်ငံဘောင်းစားအများဆုံးနိုင်ငံခိုးမှုလူရမှုလူလိမ်မှုအများဆုံးနိုင်ငံ လူရဲ့ကြုံဖြစ်သွသွင်းခံနေရတဲ့နိုင်ငံစားစရာမလောက်ငားတဲ့ကျွန်တော်တို့ကမ္ဘာစစ်တမ်းတွေမှာလည်းပဲထိတ်ဆုံးဆင်းမှာပါဝင်နေတဲ့နိုင်ငံဖြစ်နိုင်ပါမလားကျွန်တော်ရဲ့မိသားစုဝင်တွေလက်ရှိဂျမ်ပစိခွေးတက်ကအာနာယူအုပ်စုတုံးနေတဲ့ငွေကြီးပမာဏဒီပမာဏနဲ့နှိုင်းရှင် မဲ့ဆိုရင်ကျွန်တော်နိုင်ငံဟာကမ္ဘာအစင်းဆုံးနိုင်ငံဆင်းဝင်နေတာမဖြစ်နိုင်ဘူးဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါတော့ဒီကနေ့သတင်းလေးမှာမပေါ်ပြခင်ကျွန်တော်ရဲ့မိသားစုတွေကိုစဉ်းစားစရာအကြောင်းလေးပါဟုတ်ပြီကျွန်တော်ဒီကဒီကနေ့တင်ပြခြင်းတဲ့အကြောင်းအရာကအရကတက်တော် AA ရဲ့လက်နက်ကြီးအစွမ်းပြအရှိန်မှာကျွန်တော်မိသားစုတွေကျွန်တော်ပေါ်ပြခဲ့တယ်နဗီစစ်သင်္ဘောကိုလက်နက်ကြီးနဲ့ပြစ်ခတ်ပြီးတော့ ရေထဲမှာမြုပ်ပြနှိုင်လိုက်တဲ့တိကျလုံးနဲ့စွမ်းဆောင်ရည်အခုတပုတ်တောင်ရေထဲစကန်ကထွက်လာတဲ့အကြံဖက်စစ်ခွေးတင်းမောနှစ်စင်းကိုအေအေကပြချခဲ့တယ်ခနေမြစ်အတွင်းထဲမှာပြချခဲ့ပြီးတော့အရာရှိအပါဝင်တင်းမောပေါ်မှာပါလာတဲ့အကြံဖက်စစ်ခွေးတက်ကဆယ်ကောင်လုံးအကုန်လုံးရှော့ လနဲ့ကြီးနဲ့ပြစ်ခတ်မှုအတွင်းမှာအဲ့ဒီသမောကိုဒါရိုက်ချိမှန်ပြီးတော့သမောမှာပါလာတဲ့အကောင်တွေအကုန်လုံးသူတို့ကတော့ကိုတွင်းကိုတူးစရာမလိုဘူးပေါ့နော်အမြင့်တရားငါးတွေကတော့ဒီကောင်တွေခွေးသားတွေကိုစားနေရတာတော်တော်လေးတော့ဣနေပြီလို့တော့ထင်တယ်ဗျာအချို့နေရာတွေဆိုရင်တော့အရင်မြစ်တွေတော့မတော်တော်လေးကိုအာ ခွေးမြေဩဇာတွေကြောင့်ပျက်စီးနေတယ်လို့ကျွန်တော်တို့ကြားသိထားရပါတယ်မိုးရင်းဆိုတော့လေပူဆိုးတယ်ဗျာဟုတ်ပြီအဲ့လိုပြက်ကတ်တခိုင်မှုဒါတွေကအကတ်တတော်အေးအေးကတေချာစွာကင်တွေချိန်မှုနိုင်ခဲ့တာဖြစ်တယ်တကောင်းမှမကြံဘူးတယ်ဗျာနောက်ထပ်တကောင်းမှမကြံတဲ့အကြောင်းအရာကိုကျွန်တော်ဖော်ပြခြင်းနဲ့အဲ့ဒါကတော့တမ69တရင်၄ရင်းကတရင်မှုအပါဝင်ဘုံမှု၃ပေါင် အကုန်လုံးရှော့တာပင်အကျန်းဖက်စစ်ခွေးတက်ကအကောင်တရားကျော်နေပါလေပဲရှော့အရခတ်တတော်နဲ့တွေ့ရင်တော့အိမ်မက်ဆိုးပဲရခိုင်ကိုရှည်တန်းပါသွားတဲ့ဒါဂျမ်ဖက်စစ်ခွေးတက်ရဲ့လပားစီပဲသူတို့ရဲ့တပ်မိသားစုတွေရဲ့အခြေအနေကတော့ ကျွန်တော်တို့ TikTok တွေမှာအပေါ်ဆုံးပဲဖြစ်ပါလိမ့်မယ်။မကြာမကြာတွေ့နေရတာ။ဆိုတော့သူတို့စီကိုသတင်းရောက်လာတယ်ပဲအချိန်လောက်မှသတင်းရောက်လာ3လလောက်ကြာမှ6လလောက်ကြာမှတခါလေကျရင်သတင်းတော့မရောက်ဘူး။ကျွန်တော်တို့ကာဝေးတက်ဖွဲ့ဝင်တွေကိုပြန်ပြီးတော့သူတို့ကပြန်စုံစမ်းရတယ်။ဘသူဘသူဘယ်တက်ရွယ်နဲ့ဘယ်တက်ပုံနဲ့ဘယ်နေရာမှာနောက်ဆုံးဆက်သွယ်ရခဲ့တာအခုတော့ဆက်သွယ်မရလို့ကူညီပြီးတော့ရှာပေးပါအောင်တဲ့သူတို့ရဲ့ကွက်ကကျွန်တော်တို့ကိုပြန်ပြီးတော့အကူအညီတောင်းတာနော် ကျွန်တော်မိသားစုအနေဒါကလက်ရှိအခြေအနေတွေကျွန်တော်မိသားစုဟုတ်ပြီတို့ရေဘလို့ရှင်းသွားတာလဲအကောင်တရာကျော်ရှင်းသွားတယ်ကျန်တဲ့ကောင်တွေကလုံးဝကိုအစနာပျောက်နေတာဖြစ်ပါတယ်လက်ရှိအကြမ်းဖက်စစ်ခွေးတက်ရဲ့တက်တွင်းမှာလည်းပဲတော်တော်လေးကိုရုံးရင်ဆန်ကဖြစ်နေတယ်လို့သိရပါတယ်ပထမတစ်ချက်ရုံးရင်ဆန်ကကရှေ့တန်းပို့လိုက်တဲ့ကောင်တွေအကုန်လုံးက AA နဲ့ဘူပေါင်းတပ်ဖွဲ့ဝင်တွေ့တာနဲ့အကုန်လုံးရှော့ဆိုတော့မဖြစ်မနေစစ်ကူပွားမယ်ဆိုတော့နောက်ကအာရကတတော် A A နဲ့ဘူပေါင်းတပ်ဖွဲ့ဝင်ဟေ့လို့အတန်ကြားအောင်နေနဲ့အင်္ဂါထွက်တဲ့ကွာနိုင်ဖိတ်စာကြိုရိုက်နေတဲ့ကောင်တွေအများအပြားပြီးတော့သူတို့လင်းတော်ယောက်ျားတွေရှည်တဲ့ထွက်တော့မယ်ဆိုတော့ကနောင်မီလင်းမို့တဲ့အစင်းသစ်ပြင်နေတဲ့ သူတွေကလည်းအများအပြားဒါကတေချာခိုင်မာလုံးနေတာကိုဗျဘေးရင်သွားမင်းရင်စံကုန်နေအောင်မဟုတ်ပြီငွေတိုင်းငပဲမျိုးနဲ့နေရီကန်စစ်မျက်နှာပြင်မှာဖြစ်ပါတယ်ဂျန်ဖက်စစ်ခွေးတက်ရဲ့ဒုတယင်းမှုအပါဝင်ဟိုသုံးကောင်ပြီးတော့တပ်ဖွဲ့ဝင်တရားကျော်တေဆုံးသွားတယ်လို့မြေပြင်တည်င်းကတိကျခိုင်မာစွာရရှိထားတာဖြစ်ပါတယ်ထပ်ပြီးတော့တော်ဆုံးနေတဲ့ကောင်တွေကလည်းအများကြီးဖြစ်နေပါသေးတယ် တမ69နဲ့တမပြောင်းလဲလုပ်ဖို့နေရီကန်စကန်ကိုရောက်ရှိလာတဲ့အမတ်ဆက်ခွန်စစ်စင်ကိုကေးမှုဌာနချုပ်စကာခါဆက်ခွန်လောက်ကန်တရင်တွေအကြံဖက်စစ်တွေးရဲ့တပ်ဖွဲ့ဝင်တွေအခုရပိုင်းတွင်းမှာအလုံးကိုထိနာပြီးတော့တည်ဆုံးနေကြတာဟိုးအပေါ်ပိုင်းကနေဟိုးအောက်ဆုံးပိုင်းအထိဖြစ်နေတာပါနိုင်ငံတိုက်ပွဲမှာဒုတိယလတတိယပတ်အထိအသေးပြောက်အလုံးများပြပြီးတော့လက်ရှိချိန်မှာတရားကျော်ရှိနေပြီး တင်းအခိုင်မာရရှိထားတာဖြစ်ပါတယ်စက်တင်ဘာတတိယပတ်မှာဂျန်ဖက်စစ်ခွစ်တက်ရဲ့ခမရ9နှစ်9ဒုတိယမှုနဲ့တပ်ဖွဲ့ဝင်60ကျော်သေဆုံးခဲ့ပြီးပါပြီခမရ96နဲ့ခမရ94ခမရ96ဘုံမှုသုံးမှုအပါအဝင်တပ်ဖွဲ့ဝင်40ကျော်လည်းပဲထပ်မံသေဆုံးသွားတယ်လို့သိရှိထားရပါတယ်ဒါအပြင်တောက်ဆုံးစိရင်အသွင်းခံသာရတဲ့သူတွေလည်း အများကြီးဖြစ်နေကြောင်းကြောက်မိတာစုဝင်နေဟုတ်ပြီစစ်စစ်ရေကိုကဲရေမှုဌာနချုပ်စာကကဆက်ခွန်ရေကိုကဲမှုနဲ့တရင်10ခုလုံးငဖဲမြို့နယ်အတွင်းရောက်ရှိနေပြီးတော့တိတိတိုက်ပွဲတွေနေစဉ်ဖြစ်ပါနေတဲ့ Champion Squad တွေက drone နဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီးတော့အင်အားတွေကိုနေစဉ်ကျွန်တော်တို့စစ်ကူပေးပို့နေတာဖြစ်တယ် အဲ့ဒီအခင်းကျင်းတွေထဲမှာရှေ့ရောက်တော့နဲ့ရှောင်းရှေ့ရောက်တော့နဲ့အကုန်ပြောက်ဒီအကြောင်းတွေကိုရခိုင်သတင်းရှင်းမြတ်ကတိတိကျကျရရှိထားတာဖြစ်ပါတယ်အကျံဖစိခွေးတက်ရဲ့စက္ကကစက်ခွန်လက်အောက်ခံခမရ9ခွန်၄ခမရ9 6ခမရ9ခွန်9ခမရ9ခွန်ခွန်ခမရ9နှစ်တုံညာခမရ9 9 9တက်ရင်တွေအဓိကစုဖွဲ့ပြီးတော့စကြောင်းထိုးနေကြတာဖြစ်ပါတယ် အကတတော်အေအေရဲ့တကယ့်ကိုတည်သက်လုံးနဲ့စီအချင်းတွေအောက်မှာသူတို့ရာဒါစတင်ပြီးတော့အရခမြေပေါ်မှာရောက်တဲ့အချိန်ကနေတော့ခနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်ဒီမိုးဆူပတ်ဆက်သိနေတာဖြစ်တယ်တကယ့်ကိုကျွန်တော်တိုင်းသားနေပြည်တော်မှာစံချိန်တင်လို့တော့ပြောလို့ရတဲ့အချိန်ဒီပါဒါကလည်းအမှန်တရားပဲလက်ရှိဒီနေ့ပေါ့နော် ျွန်တော်အခုသတင်းပြောနေတဲ့အချိန်ဒီအကျန်ဖက်စစ်ခွေးတက်ကကျွန်တော်အေရီးယားတွေပေါ်ကိုလက်နက်ကြီးပြစ်ခတ်မှုတွေနဲ့လေကြောင်းကနေဘုံကျဲမှုအချိန်20ကျော်ပြုလုပ်ခဲ့ပြီးဖြစ်တယ်တမနဲ့လုံးဘုံကျဲတာကျွန်တော်မြင်တာတမနဲ့လုံးနေကလေးတစ်ချက်ခဏနားလဲညနေမှထပ်ပြီးတော့ဘုံထက်ကျဲတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအဲ့ဒီနေရာကိုလုံးဝကိုနေမြရှင်းလင်းရေးကိုအရှင်လိုမျိုးကျွန်တော်တို့ဒါ မြေပြင်ကနေပြီးတော့စစ်ကြောင်းထုံးလို့မရတော့ဘူးအဲ့တော့တို့ကအဲ့ဒီ area တို့ဒီစိုးမိုးခြင်းနဲ့တို့ထိချုပ်ခြင်းနဲ့ဆိုတဲ့ area ကိုလက်နက်ကြီးတွေနဲ့လေနက်အစမတန်ဘုံကျဲပြီးတော့မှပဲတို့ကရှေ့ကိုတက်ရဲတော့တဲ့အခြေအနေဒီအခြေအနေကိုကျွန်တော်မိသားစုသိစေချင်တာပါအချို့သောတော်လန်သောနေမြေတွေမှာကျွန်တော်တို့ဒါဆက်ဆက်နေတဲ့နေရာတွေမှာ wine tray တွေနဲ့တရက်သေးကိုဘုံအလုံး30ကျော်ကျဲချသွားတာတွေလည်းကျွန်တော်ရဲ့မိသားစုဝင်တွေ ကြားရမှာဖြစ်ပါတယ်ဒါဘာကိုပြတာလဲဆိုရင်သူတို့ဒီနေရာကိုစစ်တောင်းထိုးမယ်အဲ့တော့အဲ့ဒီနေရာမှာရှိတဲ့အရာမှန်တဲ့သူတို့တွေကအပြောင်းရှင်းတာဖြစ်ပါတယ်ခတ်တာကကျွန်တော်တို့ရတပီသူလူလူနေရာတွေကိုအခုလိုမျိုးဘုံကျဲပြီးတော့နေမင်းရှင်းလေးလုံနေတာသူတို့တက်ပုံမှုပြီးတော့ဆိုးဝါးတက်ရလက်ပဲရသွားတာဖြစ်ပါဟုတ်ပြီ အဲ့တော့အင်းနဲ့ပတ်သက်ပြီးတော့သတင်းတွေကကျွန်တော်မိသားစုနဲ့အရန်ကိုချုံမွေအေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်တကယ်ကိုယုံကြည်စိတ်ချရတဲ့ကျွန်တော်တို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ ULA A ရဲ့ဆွမ်းဆောင်ရည်တွေပြီးတော့ရခိုင်သူခိုင်သားတွေရဲ့စီလုံးညီညွတ်မှုတွေပြီးတော့အာရခစိတ်ဓာတ်နော်ဓာတ်တွေကိုပြတ်တနေတဲ့အခုပွဲမှာကျွန်တော်တို့အားလုံးလေးစားအတူယူနေရတဲ့အချိန်တခုဖြစ်နေပါ နောက်တဲ့ဂျင်းတစ်ခုကအရာတော်မှာကြပြဆရာចောင်းဆရာဆာရေးဆရာကြီးဦးမြင့်စန်းကိုဘျူစောတိဆိုပြီးတော့မာယုံတပ်ဖြတ်မှုပေါ်ဇီယိုပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကဝန်ခံခဲ့ပါတယ်သူရဲ့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာမှာဒီကနေ့ပေါ့နော်သူဝန်ခံပြီးတော့တောင်းပန်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တော်လန်ကြီးကာလတော်လန်ချိန်မှာကျွန်တော်တို့ဒါ ဒလန်လို့သတ်မှတ်ပြီးတော့ရှင်းတဲ့ကိစ္စတွေပြီးတော့ဘီလို့သတ်မှတ်ပြီးတော့ရှင်းတဲ့ကိစ္စတွေမှာတော်တော်လေးကိုစစ်စစ်ရပါတယ်။ဟုတ်ပြီ။ပြီးတော့ရင်ကျွန်တော်ရဲ့ဟိုဒီကျွန်တော်ကြောင့်မိသားစုတွေတုံးသက်ဆွေးနွေးဖို့အရင်ဆုံးသူပေါ်ပြတဲ့အကြောင်းအရာကိုကျွန်တော်ကြည့်အောင်ပါ။စကိုင်းတိုင်းရာတော်မြို့နယ်မလဲတာရွာမှာရှိတယ်ပေါ့နော်။ကြ བྱ ဆရာစာရေးဆရာဦးမြင့်စံကိုဘူစောတိကောင်းဆောင်လို့ဆွဆွဲတက်ပြတ်ခဲ့တဲ့ပေါ့။တောင်းမှန်ကြောင်းနဲ့ထိုက်တဲ့နဲ့ပြပြရေးယူ မှုခံရမယ်လို့ခံမယ်လို့လဲကျွန်တော်တို့0ပျောက်ကြားတက်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကသူ့ရဲ့လူမှုကွန်ဆိုရှယ်စာမျက်နှာ Facebook မှာဒီနေ့စက်တင်ဘာမှာဝန်ခံအတိပေးရေးသားလာတာကိုကျွန်တော်တွေ့ရတယ်အသက်65နှစ်အရွယ်ဦးမြင့်စံကစစ်တပ်ရန်ကြောင်မလဲတာရွာကနေပြီးတော့တင်းဆောင်နေရင်2020ခုနှစ် February 3ရက်နေ့မြင်းမှုမြို့နယ်ဗဒတိုင်းကျေးရွာအနီးမှာအသက်ခံရတာဖြစ်ပါတယ်စကိုင်းနေမြေတွင်အရာဖြစ် ရှင်လင်းကြီးအခုဆောင်ရွက်နေရင်စာရေးဆရာကဗျာဆရာကြီးတဦးကမှားယွန်းစွာကျူးလွန်ခဲ့ပါတယ်အခြေတွင်မရှင်းပြတော့ပါဘူးတဲ့နေမီကန်တွေအလုံးသိတဲ့အတိုင်းဖြစ်စဉ်တစ်ခုမှပါကျွန်တော်ကဓာတ်ခုတ်ရာလက်ရှူဖြစ်ခဲ့ခြင်းပါတဲ့နေမီကန်ရဲ့ဆုံးဖြတ်ချက်နဲ့ပါဝင်လှုပ်ဆောင်ခဲ့တော်ဖြစ်စဉ်မှာဘယ်သူဘယ်ဝါကျွန်တော်ညီတွေမသိခဲ့ပါဘူး တေချာစီစစ်ပြီးနစ်နာခဲ့တဲ့မိသားစုဝင်များ ਨੇ မီတာဝန်ခံရမီရဖများနဲ့အတူတောင်းပန်ခြင်းဝန်ထမ်းစကားပြောကြားရင်းအပင်နှစ်သိမ့်ရင်းအခုဖြစ်စဉ်အတွက်နောက်ချိန်တိုင်းပြည်အေးချမ်းတဲ့ကာလမှာတရားစွဲဆိုမယ်ဆိုရင်လည်းပဲကျွန်တော်အဖွဲ့အတွက်တာဝန်ယူပြီးတော့ထိုက်တဲ့အဖြစ်ပြရေးယူမှုတွေကိုဒါသူ့အနေနဲ့ပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုအရှိပါတယ်ဆိုတာမျိုးကိုကိုသက်ကြီးကဖော်ပြခဲ့တာဖြစ်ပါတယ် တော်တို့ကြပြဆရာဆာရေးဆရာကြီးဦးမြင့်စံအားရီစော့တီခေါင်းဆောင်ဖြစ်ပြီးဖေဗူအာရီ၂ရက်နေ့မှာစစ်ကောင်စီအဖွဲ့ကိုရွာကိုလမ်းပြခေါ်ဆောင်တာကြောင့်အဲ့ဒီစစ်ကောင်စီအဖွဲ့ကဒေသခံတွေကိုချိန်ချောက်ရိုက်နေပစ္စည်းလူရက်ခဲ့တာတွေအတွက်ဆိုပြီးတော့ဦးမြင့်စံကိုရှင်းလင်းတပ်ဖြတ်ခဲ့လိုက်ခြင်းဖြစ်တယ်လို့ဇီရိုပြောက်ကြားတဖွဲ့ကသူတို့ရှင်းလင်းပြီးတဲ့အချိန်မှာပေါ့နော်၂၀၂၂ခုနှစ်ဖေဗူအာရီ၃ရက်နေ့မှာတဲက ုတ်ပြန်ခဲ့ကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အရာတော်ကအပြာဆရာចောင်းဆရာကြီးဥမြင့်စန်းအာသူအသက်ခံလိုက်ရတာက2022ခုနှစ်ဖေဖော်ဝါရီ3ရက်နေ့မှာသူတက်ခံခဲ့ရ2025ခုနှစ်မှာမှာဇီရိုပြောက်ကြတက်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကသူဝန်ခံတောင်းပန်လာ ကျွန်တော်မြတ်ပြည်သူတွေပဲဆုံးဖြတ်မှာဖြစ်တယ်ကျွန်တော်တို့ကတော်လန်ချိန်မှာဆိုပြီးတော့ဘု து ဘု து မှာကျွန်တော်တို့ဘတ်လိုက်ဆုံးဖြတ်လို့မရပါဘူးလူတက်တစ်ချောင်းဟာမယုံနဲ့တပြတ်မှုတွေကြောင့်အခုလို့ဖြစ်ဆိုးတွေကြားမှာကျွန်တော်တို့တော်လန်တော့တက်ဖွဲ့ဝင်တွေအပေါ်အများကြီးဟာ နစ်နာစရာရှိပါတယ်။ဆိုတော့နံပါတ်1ကိုတက်ကြီးကဝင်ချက်တောင်းမဲ့လာတာကိုတော့ကျွန်တော်အားလုံးဒါတမိုးထားမိပါတယ်။ရမန်နာ20မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့2025ခုနှစ်ရောက်မှအော်ဝင်ချတောင်းမှန်တာကသူခုမှသိတာလားဆိုတာလားကျွန်တော်တို့မသိရမသိရနိုင်သေးဘူးပေါ့နော်ပြီးတော့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် Sky Time အဖွဲ့အစည်း 16ဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်မှာဇော်ဒီကောင်းဆောင်လို့ထင်ရှားခိုင်မာတဲ့တသက်အချက်လက်တွေကိုထုတ်ပြဖို့တသက်မခိုင်းလုံပဲပအယတ်ဖြတ်မိတယ်ဆိုရင်ဥမြင့်ဆန်တဲ့ကျန်းရေးသူမိသားစုတွေကျင်းတဲ့တဲ့ဝင်ချတောင်းပန်ဖို့ပအယတ်ဖြတ်ခဲ့ဒါဖြစ်ရင်လည်းပဲကျူးလွန်ရမှာပါဝင်တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းမတတ်တင်ထားရှိပြီးပြည်သူအာဏာတည်တဲ့နေ့မှာမှတရားဥပဒေဆုံးဖြတ်ချက်ကိုကျင်းတဲ့စွာလက်ခံရန်ဝန်ခံဂရီးပြုပေးဖို့အချက်၃ချက်ကိုတောင်းဆိုထားတာဖြစ်တယ်လို့သိရတယ် မှန်ရင်နဲ့တက်ပြတ်မှုအဲ့ဒီတက်ပြတ်မှုနဲ့ပတ်သက်ပြီးတော့စကိုင်းတိုင်းဖွဲ့စည်း16ဖွဲ့ထုတ်ပြန်ကြေညာချက်ပြည်သူအာဏာတည်တဲ့နေ့ကျမှတရားဥပဒေအဆုံးဖြတ်ချက်ကိုကျင်းနေစွာလက်ခံဝန်ခံကတိပြုတယ်ဆိုတဲ့အချက်တွေကိုထည့်သွင်းတောင်းဆိုထားတာပေါ့နော်ဘုသူ့တောင်းဆိုထားတာ NUG MPD ကိုတောင်းဆိုထားတာဘာကြောင့်လဲဆိုတော့ဇီလူပြောကြတဲ့ဖွဲ့ခေါင်းဆောင်မှာ အန်ယူဂျီအမိုရီအောက်ကပါကျွန်တော်ဒလန်ကိုတယောက်ကိုရှင်းမယ်ဆိုရင်ဘလို့အချက်လက်တွေ ਨੇ ဒီတူပေါ့နော်အသိမိတ်ပေါ့ဗျာသိမိတ်ပေါ့သိမိတ်ပေးဖို့အထိဘလို့အချက်လက်တွေ ਨੇ ကျွန်တော်တို့စီစစ်အေးအေးယူတယ်လဲဆိုတာကိုအန်ယူဂျီ MOD အနေနဲ့ပြန်လဲစမ်းစစ်ဖို့အရေးကြီးပါတယ်ဒါပေမဲ့ဒလန်ဆိုပြီးတော့တတ်မှတ်ပြီးတော့ရှင်းဖို့ကိုလည်းပဲ ကျွန်တော်တို့ NGO အနေနဲ့ပေါ့နော်သတ်မှတ်ထားတဲ့ဟိုခိုင်မာတဲ့ဥပဒေတွေထုတ်ပြန်ထားတာလည်းမတွေ့ရပါဘူး။ဒါပေမဲ့လည်းလက်ရှိအချိန်မှာကျွန်တော်တို့ဒါပေါ့နော်ဟိုတော်လန်သောကာလတော်လန်သောအချိန်ဒီမှာကျဲဘတ်စစ်ခွေးတက်ကိုသတင်းပေးတဲ့သူတွေကြောင့်ကျွန်တော်ရသပြည်သူတွေကြောတက်ဖွဲ့ဝင်တွေများစွာထိခိုက်နေနိုင်ခဲ့ရတာရှိပါတယ်။ဒီချက်လက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုကိုကျွန်တော်ဖော်ပြပေးနေခြင်းကကျွန်တော်ပြည်သူတည်သားလျှင် ဆုံးဖြတ်ချက်ချရမှာဖြစ်တယ်။ဆိုတော့တော်လိုင်းပြီးတဲ့နေ့ကျမှဒီပြုံကျွလွန်တဲ့သူတွေကိုအေးအေးယူသိမ်းအေးမယူသိမ်းဆိုတဲ့အချက်တွေကိုလည်းကျွန်တော်မြူသားစုနေပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။အဓိကပြည်သူပေါ့နော်။ကျွန်တော်တို့ပြည်သူကိုရှေ့ရှုပြီးတော့လက်ရှိတော်လိုင်းရေးကိုပါဝင်နေကြတယ်ဆိုရင်ပေါ့ဗျာ။ကျွန်တော်ပြည်သူလူထုကနေသွားတဲ့အကြောင်းအရာက အဲဥမြင့်ဆန်အားဒီရဲရွာရေးဒီပရိုက်တာလုပ်ငန်းတွေကိုဥဆောင်နေတဲ့သူလို့နေဦးတော်လန်ရင်မတိုင်ခင်ကလေးကငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအတွက်ရပ်ပတ်အဖွဲ့အစည်းတွေနဲ့တိုက်ရဲကြွကြပူပေါင်းဆောင်ရွက်ခဲ့တဲ့သူဖြစ်တယ်ပြီးတော့သူ့ကိုဒါပြည်စော်ရေးခေါင်းဆောင်လို့ဆွဆွဲပြီးတော့တပ်ဖြတ်ခဲ့တယ်ပေါ့နော်အဲ့ဒီတပ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီးတော့2020မိနစ်ကပဲဗျကျွန်တော်တို့ဒါ0ပျောက်ချအဖွဲ့ကနေပြီးတော့ကျွန်တော်တို့ဖေဖော်ဝါရီ3ရက်နေ့မှာဒီစော်တိပါဆိုပြီးတော့ အတို့ရှင်းလင်းခဲ့တယ်လို့ကျွန်တော်ထုတ်ပြန်ကြေညာပြီးတော့နောက်တရက် February 4ရက်နေ့မှာပဲအဲကျွန်တော်တို့ပေါ့နော်စကိုင်းထွင်းထဲမှာရှိတဲ့အဖွဲ့စည်းတွေကနေပြီးတော့ဒါအရေးမဖွဲ့စည်းတွေပေါ့ဗျအဖွဲ့စည်းတွေကနေပြီးတော့ဒါကိုရှင်းလင်းချက်ထုတ်ပေးဖို့တောင်းဆိုခဲ့တာရှိတယ်ဆိုတော့အဲဒီ2022ကနေပြီးတော့2025အထိ3နှစ်ဒါကာလအလောက်ကြီးကြာတဲ့အချိန်ဒီကနေ့မှဒီ ူမှားယွင်းသက်ဖြတ်ခဲ့ပါလေဆိုတာမျိုးကိုဖွင့်ရဝေခံလာတာဖြစ်ပါတယ်ဗောနော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ NUG MOD ပြီးတော့တော်လန်ရေးတပ်ဖွဲ့ဝင်တွေအကုန်လုံးကဒါကိုသင်္ချာစီစစ်ကမှဖြစ်တော်တော်လေးကိုချက်ချက်မမလောက်ကမှဖြစ်တယ်အခုဖြစ်စဉ်ကျွန်တော်မိသားစုတွေကိုတင်ပြနေတာကကျွန်တော်တို့မှားယွင်းသက်ဖြတ်လို့မရဒီမှာတော့ပြတ်ပြီးသွားပြီဆိုရင်တော်လန်ရေးကာလပြီးဆုံးတဲ့အချိန်ကြမှာအေးယူခံပါမယ်ဆိုတာမျိုးက လူတယောက်ကတည်သွားပြီအသက်တချောင်းကျွန်တော်တို့ပြည်သူလူထုရဲ့အသက်ကိုကာဝယ်ဖို့အတွက်ကျွန်တော်တို့ကာဝယ်ရေးလုပ်ငန်းတွေလက်နက်ကင်ကြတာပြီနော်အမှန်တကယ်တော့လူတက်ချင်လို့ကျွန်တော်တို့လက်နက်ကင်နေတာမဟုတ်ဘူးကျွန်တော်တို့ဒီစစ်ပွဲဖြစ်ချင်လို့တနက်ဖြစ်ချင်လို့ကျွန်တော်တို့တနက်ကင်နေရတာမဟုတ်ပါဘူးသူများရဲ့ယုံကြည်ချက်နဲ့သူများရဲ့ခံချက်တော့ဘယ်လိုလဲမသိဘူးပေါ့နော်ကျွန်တော်လက်ရှိမှာတိုက်ပွဲတွေအများကြီးဝင်ခဲ့တယ် စစ်စင်ကြီးတွေအများကြီးမပါဝင်ခဲ့သူပါဒါမှကျွန်တော်တို့တနက်ကင်လိုက်တာကျွန်တော်တို့လူတွေတက်ချင်လုံးလုံးကျွန်တော်တို့တနက်ကင်လာတာမဟုတ်ပါဘူးဆိုတော့ဒီနေ့ဒီသတင်းကိုကျွန်တော်မိသားစုကိုဖော်ပြတယ်ဆိုတော့ကျွန်တော်တော်လန်ရေးကိုတိတိကျကျဂက်ခတ်ပါကျွန်တော်ကဝေဖန်ရေးမှမဟုတ်သူလို့ပုတ်ခတ်ပြောဆိုတတ်တဲ့သူလည်းမဟုတ်ပါဘူးတော်လန်ရေးကိုချောချောမွေ့မွေ့နဲ့အမြန်ဆုံးပြီးမြောက်ဖို့ဆိုရင် အဆဆရရကျွန်တော်တေးချခိုင်ပါစွာစီစစ်ရပါမယ်။ဥမာအရခတ်တော် A ရဲ့လှုပ်ဆောင်ချက်တွေအတိုင်း NUG MOD လှုပ်ဆောင်နိုင်ရမယ်။တခါလေဘုသူထွန်းမြတ်နိုင် ULAA ရဲ့ဦးဆောင်မှုတွေပုံစံတွေကကျွန်တော်တို့ထပ်ရန်ကိုကောင်းနေတယ်။ဆိုရင်ကျွန်တော်တို့တို့ရှိရပြန်တင်ရမယ်။ KIA ဘုသူကွမ်မော်ထွန်းလင်းကောင်းမဲ့ကျွန်တော်တို့ KIA ဘုသူကွမ်မော်စီအများကြီးပြန်တင်ရမယ်။ ငါတိငါတက်ငါပဲငါပဲဆရာကြီးပါဆိုပြီးတော့လုံနေလို့မရဘူးပြီးတော့တော်လန်ရေးလုံနေပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဘက်လိုက်လို့မရဘူးပြည်သူရဲ့အတန်ကိုနားထောင်ဖို့လိုပဲမလူလာအပ်တဲ့နိနာဆုံးရှုံးမှုတွေမဖြစ်ပါဘလို့ထိမ့်သိမ့်ဆောင်ရွက်မလဲဆိုတာကိုကျွန်တော်တို့ဖြေရှာဖို့လိုအပ်ပါကြောင်းဒီနေ့တင်ပြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးသတ်